ခင်ဗျာကျွန်တော်ရဲ့အကောင့်လေးမှာတော့နှစ်ပုဒ်တာရဲ့အဆုံးအမများဆရာတော်ကြီးများရဲ့တရားမှတ်စုတို့များကိုပူဇော်တင်ဆက်ပေးလျက်ရှိပါတယ်။ဒါပြင်အငြိကင်းပြိပဋ္ဌာန်းများအစွမ်းထက်ဂါရတော်များကိုလည်းပူဇော်တင်ဆက်ပေးလျက်ရှိပါတယ်။တရားတော်များကိုနာယူပူဇော်လိုတဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ YouTube Channel လေးကိုလိုက် Subscribe လုပ်ပြီးနာယူပူဇော်နိုင်မှာကြောင်းဓမ္မမစ်စီပေါင်းကိုရင်းကောင်းပါပါခင်ဗျာ။ ကဲတတိပဒံတရားကိုကျင့်ကြရအောင်အရထဲရွာတဲ့ခမရလို့ခေါ်ကြည့်ပုံလိုက်တဲ့လူကနဲတယ်ဒီလိုမဟုတ်လားဟာတရားတော်ကျင့်ကြပါလေကွာမအားသေးဘူး မင်္ဂလာဆောင်လေးရှိသေးတယ်ဒါလို့မဟုတ်လားယောဂီတို့တရားတော်ကြီးညံပါလေကွာငါအလှပွဲလေးရှိသေးတယ်ငါမတော်မဖြစ်ဘူးကွာဒါလို့မဟုတ်လားယောဂီတို့သောသောအယူဆေးတက်ရတာခက်တယ်လို့ခမားလို့ဒီတတိပဋ္ဌာန်ဆေးတက်ရတာ မခက်ဘူးလားတခိုင်းတယ်မိုင်းဒီမခက်ဘူးလားခမားလို့တော်တော်ခက်တဲ့လူတွေနော်ဟုတ်လားတေချာစဉ်းစားကြည့်ဆေးမတော့ခြင်းဘူး အယူမပြောက်ခြင်းဘုံဘောဒလုံးမလားဟုတ်လားတခါကြီးဒီမကြီးအဲ့တော့အယူဆင်းမတော့ခြင်းနဲ့အယူကိုတဲ့စေကူသားတဲ့ပုံကိုယ်တွေကလက်ခြေတွေကိုထိတ်တုံးခတ်ပြီးတော့အသက်ထဲမှာဆီးထည့်ပြီးတော့တိုက်တယ်ဒလုံးမလားယောက်ျားတို့ဆီးတဲ့တိုက်တော့အယူက ထွေးထုတ်လို့မရတော့ဘူးယုံလို့ကံလို့မရတော့ဘူးဘယ်လိုမှလာရောက်ကြလို့ဆေးကိုမြိုချရတယ်မြိုချတော့ဒီအယူက ပုံမှန်ဆေးတောက်သွားတော့အယူမပြောက်ဘူးလားရောက်ကြလို့အယူပြောက်သွားတယ်နားလည်ပြီနော်ကိုရောရို့ဆေးတောက်တာဘယ်နည်းရရှိသွားရောမင်းမျက်နှာတွေတော်တော်ကြီးလင်းလင်းဖြစ်လာပြီနော်တော်တော်လေးတော့တက်တာပြီလို့ထင်ရတယ်ဟုတ်လားဟုတ်လားတယ်မိုက်တွေတော်တော်တက်တာပြီလား အော်တက်တာပဲမတက်နိုင်အချင်းပိုးထန်ခိုင်းရမယ်ဟုတ်လားဆေးပိုးတက်ရမယ်အချင်းပိုးထန်ရမယ်အဲ့တော့အယူပြောက်သွားတော့တဲ့လူကောင်းပဂရိလူကောင်းနေစိတ်နဲ့အတူတူဖြစ်သွားတော့အလူပွဲမင်္ဂလာပွဲအခမ်းပွဲတွေတက်ရောက်ဖွင့်ရသွားတယ် ဟုတ်လားတခိုက်တည်းမကြီးမှန်ပါဗျာလူကောင်းသူကောင်းနေနေတဲ့နေရလူကောင်းသူကောင်းနေကျင်းပါတဲ့အလှပွဲမင်္ဂလာပွဲစည်းဝဲတွေကိုဒီအယူကတက်ခွင့်ရသွားတယ်တဲ့နားလည်ပြီနော်အဲ့ဒီဥပမာလိုပဲတဲ့ယောဂီတို့ဒီတတိပဋ္ဌာန်ဆေးကိုနေတိုင်းတောက်ရင်ပုထုဇဉ်ဆိုတဲ့ယူနန်ရင်ပျောက်သွားမယ် လမလရောက်ကအရိယာမဲ့အရိယာဖို့ရပြီတော့မိမိတို့အာသောကုန်ခန်းနဲ့ဖရာယန္တာပိစေကဗုဒ္ဓအရိယာသူတော်ကောင်းတွေနေမြီမှာဝင်ဆန့်သွားတယ်ဒီလိုမဟုတ်လားယောဂီတို့နားလည်ပြီနော်ဖရာယန္တာပိစေကဗုဒ္ဓအရိယာပုဂ္ဂိုလ်တို့ရဲ့နေမြီရောက်သွားတယ်ဒီလိုမဟုတ်လားဂိုင်းဒီကမိုင်းတွေနားလည်ပြီနော် အဲ့တော့ခမည်းတော်အယူပြောက်အောင်တတိပဋ္ဌာန်ဆိုတဲ့ဆေးကိုတော့နေတိုင်းတောက်ဖို့လိုအပ်တယ်နော်ဟုတ်လားဆေးကခမည်းတော်တောက်တဲ့လဲမတောက်တဲ့လဲဆေးဖြတ်ထားရင်တော့ပြန်ယူလေဦးမယ်ထင်တယ်ဟုတ်လားနားလည်ပြီနော်တခိုင်းဒီမိုင်းဒီအဲ့တော့ဆေးကိုမဖြတ်ကြနဲ့နေတိုင်းတောက်ကြရမယ်နော်ဟုတ်လားနေတိုင်းတတိပဋ္ဌာန်ဆေးကိုတောက်ကြရမယ်အဲ့တော့မြတ်စွာဘုရားဟောထားတဲ့ ထွက်လေဝင်လေတို့ကို အရှိတို့သိအောင် ရှုမှတ်ရမယ်နီးနားလည်ပြီနော်နောက်သဗ္ဗကာယပရိတံဝေရီထွက်လေဝင်လေတို့ရဲ့အစအလဲအဆုံးသုံးပါးလုံးကိုသိအောင်ရှုမှတ်တဲ့နီးမြတ်စွာဘုရားညွှန်ကြားတယ်နော်ဟုတ်လားအဲ့တော့ထွက်လေရဲ့အစက ထွက်လေရဲ့အစကချက်တိုင် ထွက်လေရဲ့အလေကရင်ကြိုင်ထွက်လေရဲ့အဆုံးကနှာသီးဝဝင်လေရဲ့အစကဝင်လေရဲ့အလေကဝင်လေရဲ့အဆုံးကချက်တိုင်အဲ့တော့ထွက်လေဝင်လေတို့ရဲ့အစအလေအဆုံးသုံးပါးလုံးကိုသိအောင်ရှုမှတ်တဲ့အခါနှာသီးဝအောက်မှာစိတ်ဆိုင်ထားရတယ်စိတ်ဆိုင်ထားပြီးတော့ ဒီထွက်လေဝင်လေတို့ရဲ့အစအလဲအဆုံးသုံးပါလုံးကိုနာသီရအောက်မှာစိတ်ဆိုင်ထားတဲ့နေရာကနေတိအောင် ရှုမှတ်ရတယ်နော်ဟုတ်လားဒီလေဝင်သွားတဲ့နောက်လေထွက်သွားတဲ့နောက်စိတ်မလဲရဘူးနားလည်ပြီနော်တစ်ချိန်လုံးဒီထွက်လေရဲ့အစထွက်လေရဲ့အလဲထွက်လေရဲ့အဆုံးဝင်လေရဲ့အစ ဝင်လေရဲ့အလင်ဝင်လေရဲ့အဆုံးဒီသုံးပါးလုံးကိုတည်အောင်ရှုမှတ်နေတဲ့အခါမှာယောဂီတို့ကိလေသာဝင်ခွင့်ဖြစ်ခွင့်ဆိုတာရှိပါမလားရှိပါမရှိဘူးဒီကိလေသာတွေကိုတရေငါပဟံဝိခမနာပဟံတို့ဖြင့်ပယ်တတ်ထားတယ်ပယ်တတ်ထားတော့မိမိတို့စိတ်ကကိလေသာတွေနဲ့ပေါင်းလို့ကိလေသာတွေဖြစ်လို့စိတ်ညှဉ်းနှွမ်းတာ စိတ်ဆင်းရဲတာကိုဆင်းရဲတာဒီလိုမဟုတ်လားကိလေသာတွေတရင်ကပဟံဝိခမနာပဟံလို့ဖြင့်ခွာထားလိုက်တော့ဒီစိတ်ကကိလေသာတွေနဲ့မပေါင်းတော့ဘူးဒီကမ္မထာအာယုံမှာတည်သွားပြီးတော့မိမိတို့စိတ်ကအမြဲတမ်းဒီသမထကမ္မထာနဲ့ရှင်တဲ့ကုသိုလ်တွေဖြစ်နေတော့စိတ်ကကြီးလင်းလာတယ်တောက်ပလာတယ် စိတ်ချမ်းသာလာတယ်ကိုချမ်းသာလာတယ်ဒါလို့မလားယောဂီတို့ဘာရှိရှိ မရှိရှိဘာရရမရရယောဂီတို့နေလို့ရသွားတယ်ဒါလို့မလားယောဂီတို့သဘောပေါက်လားမသိဘူး လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေလိုက်လဲနေတွေ့စွာကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါတော်အောက်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင့်ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာ